မင်္ဂလာပါခင်ဗျာအလေးမသိုင်ညနေခင်းသတင်းလေးကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့မြန်မာနိုင်ငံအပါအဝင်တတိယနိုင်ငံအားလုံးမှာပြောင်းရွှေ့နေထိုင်သူများကိုအမြဲတမ်းရစိုင်းမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားရဆိုတဲ့နောက်ဆုံးညနေခင်းသတင်းအပါအဝင်ဒီဇင်ဘာလအတွင်းမြန်မာနိုင်ငံနေရာဒေသအချို့မှာအေးအထက်ပိုလာပြီးမိုးရွာသွန်းမှုများလည်းရှိနိုင်တယ်လို့မူဇလာခန့်မှန်းနေဆိုတဲ့သတင်းအမေရိကန်မှာ Grand Cup ဖြစ်နေထိုင်တဲ့19နိုင်ငံမှာနိုင်ငံသားများကိုအမေရိကန်လူဝင်မှုကြီးကြပ်ရေးကပြန်လည်စီစစ်မယ်ဆိုတဲ့သတင်း ဆောင်ကလာမြို့မှာရေကြီးနေတာကြောင့်ရင်းမြို့မှာကျင်းပတဲ့စီးကိန်းအားကစားနည်းတွေကိုဗန်ကောက်မြို့မှာပြောင်းလဲကျင်းပမယ်ဆိုတဲ့တင်အစရှိတဲ့တင်ကိုတင်ဆက်ပေးမှာပါဆက်လက်ပြီးတော့ဒီဇင်ဘာလအတွင်းမြန်မာနိုင်ငံနေရာဒေသအချို့မှာအေးအေးတပ်ပူလာပြီးမိုးရသွန်းမှုများလည်းရှိနိုင်တယ်လို့မူဇလခံမှန်းနေဆိုတဲ့တင်ကိုတင်ဆက်ပေးမှာပါဒီဇင်ဘာလအတွင်းမြန်မာနိုင်ငံနေရာဒေသအချို့တွင်အေးအေးတပ်ပူလာပြီးမိုးရသွန်းမှုများရှိလာနိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံသားတဦးကဝါရှင်တန်မှာအမျိုးသားအဆောင်တပ်သားနှစ်ဦးကို ပြစ်ခတ်ခဲ့တဲ့ဖြစ်ရဖြစ်ပွားပြီးရဲ့နောက်အမျိုးသားအဆောင်တပ်သားနှစ်ဦးကိုပြစ်ခတ်ခဲ့တဲ့ဖြစ်ရဖြစ်ပွားခဲ့ပြီးရဲ့နောက်တရက်အကြာမှာသမ္မတကအထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်ပါတယ်အမေရိကန်စနစ်ပြေဝါးစွာပြန်ကောင်းလာစေဖို့မြန်မာပါဝင်16နိုင်ငံတတိယကမ္ဘာနိုင်ငံအားလုံးကနေပြောင်းရွှေ့သူတွေကိုကျွန်တော်ကအမြဲတမ်းရက်ဆိုင်တော့မှာဖြစ်ပါတယ်လို့ထရန့်ကဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။ ရခိုင်သမရဂျိုးဘိုင်ဒန်လက်ထက်မှာခွင့်ပြုပေးခဲ့သူတန်ပေါင်းများစွာကိုခွင့်ပြုချက်ပြန်ယူသိမ်းမယ်လို့သူကထိန်းချောက်ခဲ့ပြီးအမေရိကန်ပြည်ထောင်စုအတွက်အဖို့မတန်သူမှတ်သမားကိုဖယ်ရှားပစ်မယ်လို့ထိန်းချောက်ခဲ့ပါတယ်။အမေရိကန်နိုင်ငံသားမဟုတ်သူများကိုပေးနေတဲ့ Federal အကျိုးခံစားခွင့်များကို၎င်းထောက်ပံ့ကြေးများကို၎င်းရဆိုင်ပြရလိမ့်မယ်လို့ထရန့်က post မှာဖြည့်ဆွတ်ဖော်ပြခဲ့ုံသာမကား လုံခြုံရေးအနေနဲ့ရှိသူသို့မဟုတ်အနောက်တိုင်းယဉ်ကျေးမှုနဲ့ MOU တို့မိသည့်ပြည်ပနိုင်ငံသားကိုမဆိုပြန်ပို့ပြစ်မယ်လို့လည်းဖော်ပြထားပါတယ်။ဒေါသထွက်ထွက်နဲ့ရေးထားတဲ့ post အစုံမှာပျော်ရွှင်စရာကောင်းတဲ့ကျေးဇူးတော်နေ့အတွက်အမေရိကန်နိုင်ငံသားများကိုဆုတောင်းပေးထားပါတယ်။၎င်းရဲ့ဒုတိယတက်တန်းမှာလူများပြားကိုမူလနိုင်ငံများသို့ပြန်ပို့ခဲ့တဲ့ရွှေပြောင်းနှင်းရေးလုပ်ငန်းများကိုပုံမလို့ဆောင်တော့မယ်ဆိုတာကိုဖော်ပြလိုက်ခြင်းလည်းဖြစ်ပါတယ်။ တရားမွေးတဲ့လူတွေအနောက်ရှက်ပြည်ရဲ့လူတွေကိုအများပြားရှော့ချပစ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တူအဲ့ဒီရည်မှန်းချက်တွေကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ Trump ကနိုဝင်ဘာ29ရက်နေ့မှာပြောကြားခဲ့ပါတယ်။ရွှေပြောင်းတွေနောက်ကျောင်းပြန်လှည့်သွားအောင်လှုံ့ဆော်တာကပဲအဲ့ဒီခြေနေကို ပြေဝါစွာကုစားနိုင်ပါတယ်လို့ Trump ကပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့ ဒီဇင်ဘာလအတွင်းမြန်မာနိုင်ငံနေရာဒေသအချို့မှာအေအေးဓာတ်ပိုလာပြီးမိုးရသွန်းမှုများလည်းရှိနိုင်တယ်လို့မူဇလတ်ခံမှန်းနေဆိုတဲ့ရင်ကိုတင်ဆက်ပေးမှာပါဒီဇင်ဘာလအတွင်းမြန်မာနိုင်ငံနေရာဒေသအချို့တွင်အေအေးဓာတ်ပိုလာပြီးမိုးရသွန်းမှုများရှိလာနိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခံမှန်းထားပါတယ်ဒီဇင်ဘာလပတ်မိုးလေဝသနှင့်ဇလဗေဒခံမှန်းချက်ပါမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအဲ့လိုခံမှန်းထားခြင်းဖြစ်ပါတယ် ဒီဇင်ဘာလအတွင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြားနှင့်ရေဝုန်နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်တွင်ပုံမအားကောင်းလာနိုင်ကမော်နိုင်ငယ်ဖြစ်သို့ရောက်ရှိနိုင်ကြောင်းပင်လယ်ပင်လယ်အော်မြောက်ပိုင်းမှာအများအပြားသာယာနိုင်ပြီးပင်လယ်ပင်လယ်အော်အလယ်ပိုင်းမှာတရင်နေငယ်ဖြစ်ထောနိုင်ကကပလီပင်လယ်ပြင်နဲ့ကြံပင်လယ်ပင်လယ်အော်တို့မှာတိမ်အသင့်အတင်မှာတိမ်ထူထပ်နိုင်တယ်လို့မိုးစလကခံမှန်ပါတယ်။မိုးရသုံးမှုခြေနေမှာ စကန်နဲ့နေသားကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာရွာသွန်းမြင့်အောင်ရောင်းနေနိုင်ပြီးရန်ကုန်တိုင်းနေသားကြီးပဲခူးတိုင်းနေသားကြီးရှေးပိုင်းအေရော်တိုင်းနေသားကြီးတနင်္သာရီတိုင်းနေသားကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြင့်ထက်ပိုနိုင်ကောင်နေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမကွေးတိုင်းဒေသကြီးကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာရွာသွန်းမြေခန့်မိုးထေကြောင်ရွာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရှေးပိုင်း၊အေရဝတီဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာ၄ရက်မှ9ရက်ခန့်နဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊စကမ်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ၁ရက်မှ၃ရက်ခန့်မိုးထစ်ကြောင်ရွာနိုင်တဲ့မိုးစလကထုတ်ပြန်ပါတယ်။ ညအပူချိန်များမှာစကန်နဲ့ဒေတာကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာဒီဇင်ဘာလပြင်းပြပူချိန်ရဲ့တက်တရမ5ဒီဂရီဆယ်စီယက်နဲ့အထက်ပိုနိုင်ပြီးနေပြီးတော့ရုံနဲ့ဒေတာကြီးမန္တလေးနဲ့ဒေတာကြီးပဲခူးနဲ့ဒေတာကြီး မကွေးနဲ့ဒေတာကြီးအေရယ်နဲ့ဒေတာကြီးတနင်္သာရိုင်တိုင်းဒေတာကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ ဒီဇင်မာလာပြန်မြပူချိန်ခန့်သာရှိနေတယ်လို့မိုးလေဝသနဲ့ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတော့အမေရိကန်မှာ green card ဖြစ်နေထိုင်တဲ့19နိုင်ငံမှာနိုင်ငံသားများကို အမေရိကန်လူဝင်မှုကြီးကြပ်ရေးကပြန်လည်စီစဉ်မယ်ဆိုတဲ့ကိုတင်ဆက်ပြမှာပါ။ဝါရှင်တန်မှာမျိုးသားအဆောင်တက်များတိုက်ခိုက်ခံရပြီးနောက် Trump အစိုးရကအာဖဂန်နစ္စတန်နိုင်ငံအပါအဝင်အခြား19နိုင်ငံမှာအများအနေနေထိုင်ခွင့်ဖြစ်နေထိုင်သူများသို့မဟုတ် Grand Gate ကင်ထားသူများ၏လူမှုကြီးကြပ်ရေးအခြေအနေကိုစစ်စစ်မယ်လို့နိုဝင်ဘာလ29ရက်နေ့ကကြေညာခဲ့ပါတယ်။နိုဝင်ဘာ26ရက်နေ့ပြစ်ခတ်မှုမှာထိန်းသိမ်းခံလိုက်ရတဲ့တန်တရားရှိသူဟာအာဖဂန်နစ္စတန်နိုင်ငံသားဖြစ်ပြီးရခိုင်နှုန်းကအာဖဂန်နစ္စတန်နိုင်ငံမှာအမေရိကန်တပ်ဖွဲ့များနဲ့တူလုပ်ကိုင်ခဲ့မှုသို့ဖြစ်တယ်လို့အမေရိကန်တာဝန်ရှိသူများကဖော်ထုတ်ခဲ့ပါတယ်။ အသက်29နှစ်အရွယ်အာဖဂန်နစ္စတန်နိုင်ငံသားဟာယခုနှစ်ဧပြီလမှာအမြဲနေထိုင်ခွင့်မဟုတ်ဘဲခိုလွန်ခွင့်နဲ့နေထိုင်ခွင့်ရသူဖြစ်ကြောင်း Afghan Evas also ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။2021ခုနှစ်မှာတာလီဘန်ကအာဖဂန်နစ္စတန်နိုင်ငံကိုပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်အာဖဂန်နစ္စတန်နိုင်ငံသားများကိုအမေရိကန်ပြည်ထောင်စုမှပြန်လည်နေရာချထားရမှာအာဖဂန် EVAS ကအကူအညီပေးနေပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS ရဲ့ညွှန်ကြားရေးမှူးဂျိုးဆက်အက်လိုကသက်ဆိုင်ရာနိုင်ငံတွေကနေလာတဲ့အစိမ်းကကင်ထားသူတွေအတိုင်းကို ပြန်လည်စစ်ဆေးဖို့ကျွန်တော်ညွှန်ကြားပါတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းပေါ်နေနဲ့စောင်းခလာမြို့မှာရေကြီးနေတာကြောင့်ရေမြို့မှာကျင်းပတဲ့စီးကိအောင်စားနည်းတွေကိုဗန်ကောက်မြို့မှာပြောင်းလဲကျင်းပမယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါပါ။33ချိန်မြောက်စီးကိပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပမယ်။ ထိုင်းနိုင်ငံအနေနဲ့ဗန်ကောက်ချင်းမိုင်ဆောင်းကလာမြို့တွေမှာကျင်းပမှုစီစဉ်ထားပေမယ့်ဆောင်းကလာမြို့မှာရေကြီးမှုတွေဖြစ်ပေါ်နေတာကြောင့်ရင်းမြို့မှာကျင်းပမဲ့စီစဉ်ထားတဲ့အာကစားနည်း၁၀မျိုးကိုဗန်ကောက်မြို့မှာပြောင်းရွှေ့ကျင်းပမယ်လို့သိရပါဗျာဆောင်းကလာမြို့မှာကျင်းပမဲ့ဘောလုံးကွင်းတွေနဲ့အာကစားရုံတွေရေကြီးနေပြီးပြိုင်ပွဲမှီပြန်လဲကောင်းမွန်ပွဲမရှိတာကြောင့်ပြိုင်ပွဲကျင်းပရေးအနေနဲ့နေရာပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ် ဆောင်းခလာမြို့မှာကျင်းပမယ့်အကစားနည်းတွေထဲမှာအမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပြီးပွဲစဉ်တွေပါဝင်နေပြီးတခြားကွေးကွင်းကိုပြောင်းလဲကျင်းပရမှာပါဆောင်းခလာမြို့မှာကျင်းပမယ့်တခြားအကစားနည်းများတွေကတော့မွေလက်ဝေပန်ဂျက်စီလက်စစ်တူရီဂျူဒိုကာရာတေကဘတီနပန်ပီတန် ဝူရှူအက္ကစနီတို့ဖြစ်ပါသည်။အဲဒီအက္ကစနီအားလုံးဘန်ကောက်မြို့မှာပြောင်းလဲကျင်းပမှာဖြစ်ပြီးကျင်းပမဲ့နေရာတွေကိုပြန်လည်အတည်ပြုမယ်လို့သိရပါသည်။ထိုင်းစီဂိမ်းပြိုင်ပွဲကိုဒီဇင်ဘာလ3ရက်ကနေ20ရက်ထိကျင်းပမှာဖြစ်ပြီးဖွင့်ပွဲခန်းနာကိုဒီဇင်ဘာလ9ရက်မှာပြုလုပ်မှာပါ။အလဲမုန်တိုင်းညနေခင်းစရိုင်းကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။